အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America မှာခိုးဝင်ကျူးကျော်သူတွေထဲမှာတချို့နိုင်ငံကသူတွေရဲ့ GPS လို့ခေါ်တဲ့ယာယီနေထိုင်ခွင့်အကာအကွယ်တွေကိုတမနာထရန့်ကပြန်လည်ရုပ်သိမ်းလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းပြည်စုံကတော့ BBC သတင်းဌာနကမတ်လ22 2025မှာထုတ်ပြန်ကြေညာသွားတာကတော့သမ္မတထရမ့်ဟာအမေရိကမှာခိုးပင်ကျူးကျော်ရွှေ့ပြောင်းလာကြတဲ့ကျူဘာ၊ဟေတီ၊နီကာရာဂွာနဲ့ဗင်နီဇွဲလားနိုင်ငံတို့မှာ TPS လို့ခေါ်တဲ့ယာယီနေထိုင်ခွင့်အလုပ်လုပ်ရန်ခွင့်ရထားကြသူတွေအထက်မှလူ9သိန်းရဲ့ TPS လက်မှတ်ယာယီနေထိုင်ခွင့်တွေပြန်လည်ရုပ်သိမ်းတော့မယ်လို့ထရမ့်ရဲ့အစိုးရဖွဲ့ကထုတ်ပြန်ကြေညာသွားပါတယ်။ အဲ့ဒီလိုကြိုသိမ်းခံရမယ့်ခိုးဝင်ကျူးကျော်တွေဟာအရင်သမရလက်ထက်ကသူတို့ကိုယာယီနေထိုင်အလုပ်လုပ်ခွင့်ပေးထားတဲ့တပ်တန်းဟာအခုလာမဲ့ဧပြီ24မှာကုံဆုံးမှာဖြစ်ပြီးအခုလာဘကကအဲ့ဒီတပ်တန်းကုံဆုံးတာနဲ့သူတို့ကိုတပ်တန်းဆက်လက်မတိုးပြီးတော့ပဲနဲ့မိမိတို့ရဲ့မူရင်းနိုင်ငံတွေကိုပြန်ကြရန်အမိန့်ထုတ်ထားပြီးသားဖြစ်ပါတယ်။အဲ့ဒီ9သိန်း3000လောက်ရှိတဲ့ TPS လက်မှတ်ရထားသူတွေကိုဘိုင်ဒန်သမ္မတလက်ထက်မှာတော့ရွှေ့ပြောင်းနေထိုင်ခွင့်ပေးရန် CH NV လို့ခေါ်တဲ့ sponsor လမ်းစဉ်ထားထားပေးခဲ့လို့ဝင်ရောက်လာကြပြီးအဲ့ဒီလမ်းစဉ်ကိုတော့တမရထရမ့်ကအင်ဖြူတော်ကိုရောက်လာတာနဲ့စတင်ဖျက်သိမ်းလိုက်ပါတယ်တမရဂျိုးဘိုင်ဒန်ဟာအဲ့ဒီဂျူးကျော်တွေကိုလက်ခံမဲ့အစီအစဉ်ကို2022မှာ Venezuela နိုင်ငံတွေကိုစတင်ပေးခဲ့ပြီးနောက်နောက်မှာတော့ Cuba, Haiti နဲ့ Nicaragua နိုင်ငံတွေပါပါဝင်လာပါတော့တယ် ဲ့ဒီခွင့်ပြုချက်ဟာဒီ TPS ကြားထားသူတွေဟာ အမေရိကမှာနှစ်နှစ်နေထိုင်အလုပ်လုပ်ကြခွင့်နေကြားကြမှာဖြစ်ပြီးအမေရိကကိုလာရင်သူတို့မိသားစုကိုပါခေါ်လာနိုင်ကြောင်းအမေရိကမှာ parole လို့ခေါ်တဲ့အာမခံစနစ်နဲ့နေထိုင်နိုင်ကြောင်းသိရပါတယ်ပြီးတော့ Biden အစိုးရဟာနေဆက်ကျူးကျော်လာသူတွေကို CHNV အစီအစဉ်နဲ့အကျုံးမဝင်ကြောင်းအခုကြီးမပေးနိုင်ကြောင်းငင်းဆန်ထားခဲ့ပါတယ် အမိမေလုံကျော်၏အဖွဲ့ကပြီးခဲ့တဲ့တောက်ကြတဲ့မတ်လ27 2025မှာထုတ်ပြန်သွားတာကတော့သမ္မတဘိုင်ဒန်တို့ပြုတ်လုသွားခဲ့ CHNV အစီအစဉ်ဟာထင်သလိုမအောင်မြင်လာပဲနိုင်ငံမှာမူရစ်ကိုင်းလူစိုးကိုင်းတွေပုံမိုကြီးထွားများပြားလာကြောင်းပြောသွားပါတယ်။အဲ့ဒီသမ္မတဘိုင်ဒန်ရဲ့တရားမဝင်တွေအမေရိကတွေကိုတွင်းတဲ့အစီအစဉ်ကြောင်းအမေရိကန်တွေကအလုတ်လက်မဲ့တွေဖြစ်လာရပြီးတော့နိုင်ငံတွင်းမှတ်ပုံတင်အတုတွေနဲ့ဝင်လာကြတာတွေ့ရပေမဲ့ မတားမြစ်ပဲနဲ့အကျဉ်းပြတ်ခြားစားမှုတွေများပြားလာစေကြောင်းပြီးရင်အဲ့ဒီဒီမိုကရက်တွေဟာ Republican တွေကိုဒီဂျာဇဝစ်သားတွေကို မတားဆီးနိုင်ခဲ့လို့ဖြစ်တာလို့ပြစ်တင်ခဲ့ကြပါတယ်။ဘ ਹੁ အစိုးရကအခုထုတ်ပြန်သွားတဲ့စာမျက်နှာ35မျက်နှာပါရှိတဲ့ TPS နေထိုင်ခွင့်ရုပ်သိမ်းမဲ့အစီအစဉ်မှာတော့တရားစီစစ်ပြီးတက်တန်းတိုးပေးတဲ့သူတွေကိုဆက်လက်တက်တန်းတိုးပေးသွားမယ်လို့သိရပါတယ်။ ကယ်လီဖိုးနီးယားကကယ်ရန်တမ်ဘလင်လို့ခေါ်တဲ့တရားရေးဌာနကအုတ်ချုပ်ရေးမှုကတော့တရားရုံးမှာဒီကိစ္စစက်ပြောမယ်ဆိုပြီးတော့သတင်းဌာနမှာပြောပါတယ်။အခုပြည်နယ်တခံရတော့မဲ့လူ9သိန်း3000ဟာအပြစ်မရှိကြပဲရက်30ကြာရင်သူတို့ရဲ့နေထိုင်ခွင့်တွေကိုရုပ်သိမ်းပြီးနေရပ်ပြန်ရမယ်ဆိုတာသူတို့ကိုအလွန်စိတ်ထိခိုက်စေပြီးအရန်နှစ်နာသွားစေကြောင်းသူမက BBC သတင်းဌာနကိုပြောသွားပါတယ်။ နောက်အစီအစဉ်တစ်ခုကတော့တမရထရမ့်ဟာရုရှားနဲ့ယူကရိန်းစစ်ပွဲကြောင့် GPS ကပ်ပြားထုတ်ပေးထားသူယူကရိန်းနိုင်ငံပေါင်း2300ကိုရဲ့နေထိုင်ခွင့်တွေကိုလည်းဆက်လက်ရုပ်သိမ်းသွားမယ်လို့သိရပါတယ်။ Biden ရဲ့ CHNV အဖွဲ့ဟာ Caribbean နိုင်ငံများရဲ့ဆိုးရွားသော အခြေအနေများကြောင့် Haiti နိုင်ငံသားပေါင်း2300ကျော်အမေရိကကိုပေးဝင်ခဲ့ပြီး Venezuela နိုင်ငံမှာ3200နဲ့ ကျူဘာနိုင်ငံမှာ3,900ကျော်နီကရာဂွာနိုင်ငံမှာ6,300ကျော်တို့ဟာတမရထရမ်မတက်လာမီ ကျူကျော်ဝင်ရောက်ခွင့်တွေ TPS ကပ်ပြားတွေကိုပေးထားခဲ့တာပါပြည်တွင်းလုံခြုံရေးအဖွဲ့ DHS ကနောက်ထပ် TPS နဲ့နေထိုင်သူ9သိန်းနိုင်ငံပေါင်း10နိုင်ငံမှာအဲ့ဒီသူတွေကိုလည်းဒီကိစ္စတွေပြီးရင်ဆက်ဆက်လက်စီစစ် ရွေးထုတ်ပြီးလာမယ့်ဩဂတ်လမှာအမေရိကမြေပေါ်ကနေနှစ်ထုတ်သွားမယ်လို့ပြောပါရယ်။တမရထရမ့်ကလည်းငါနိုင်ငံမှာ ကျူးကျော်နေထိုင်သူနိုင်ငံသားသားရာဇဝတ်ကောင်တွေကိုငါမြေပေါ်ကနေအမြန်ဆုံးမောင်းထုတ်ပြရင်ငါမှတာဝန်ရှိတယ်လို့ပြောပါရယ်။အခုဆိုရင်ထောင်ပေါင်းများစွာသောဘိုးအစိုးရရဲ့လာဝကဌာနတွေ FBI တွေ ICE တွေအဲ့ဒီအဖွဲ့တွေအတူပူးပေါင်းပြီးတော့တမရထရမ့်ရဲ့နိုင်ငံခိုးဝင်ကျူးကျော်ဒုစရိုက်တွေကို မြေလန်ရှာတဲ့အစီအစဉ်မှာအစွမ်းကုန်ပူပေါင်းလှုပ်ဆောင်နေကြပြီးရခင်ကကလေးတင်ငယ်တွေအချမ်းဖက်သူတွေကိုသာဖမ်းဆီးရဖွဲ့ဟာလေအဲ့ဒီအလုပ်တွေမကတော့ပဲ ICE အဖွဲ့နဲ့လာရောက်ပူးပေါင်းပြီးအမေရိကထဲမှာရောက်ရှိနေတဲ့ရွှေပြောင်းလာတဲ့သူတွေကိုရှာဖွေဖမ်းဆီးနေပါပြီပြီးတော့လေငွေကြေးခေါ်ဝါချမှုတွေကိုသာစစ်ဆေးတဲ့အမိမြေလုံးဂျုံကြီးအဖွဲ့တွေကလည်းတရားမဝင်သူတွေအလုပ်လုပ်တာများတဲ့စားတောက်ဆိုင်တွေပုတ်ပလိကား အသေးစားစီးပွားရေးလုပ်ငန်းတွေမှာလည်းဝင်ရောက်စစ်ဆေးမှုတွေစတင်ပြုလုပ်နေပါပြီ။အဲ့ဒီလိုပူပေါင်းရင်းနဲ့တမရထရန့်ရဲ့ပြစ်မှတ်ဖြစ်တဲ့တန်းနဲ့ချီတဲ့တရားမှုဝင်တွေကိုအမေရိကကနေအမြန်မောင်းထုတ်ရဆောင်ရွက်နေပါပြီ။ပြည်တွင်းလုံခြုံရေးဌာန Federal Agent တွေကိုပြောတဲ့စကားသုံးခုကတော့အဲ့ဒီတရားမှုဝင်တွေကို ရှာဖွေဖမ်းဆီးနှင်ထုတ်ဆိုတဲ့စကားကြီးသုံးခုပဲပြောသွားပါ January 20 2025မှာတမရ ဒုတိယကြိမ်သမရပြန်ဖြစ်လာတဲ့ဒေါ်နယ်ထရမ့်အစိုးရဟာအေဂျင်စီအားလုံးကို ပြောသွားတာကတော့ခံမှန်းပြေ17တန်းလောက်ရှိမဲ့ဒီနိုင်ငံတွေကခိုးဝင်ကျူးကျော်တရားမဝင်တွေကိုနေညမပြတ်မြေလန်ရှာပေါ်ထုတ်ဖန်စီရှင်းလင်းပြင်ရန်အာဏာကုန်ပေးလိုက်ပြီဖြစ်ကြောင်းပြောသွားခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel they တွေကိုချိန်နေတက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye